ဖုတ်ဘောမှာစားတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါနိုင်ငံတော်ပွဲစဉ်တွေရန်နာနေတော့မှာဒါဘောလုံးပရိသတ်တွေအတွက်ဒါဘိုးသူဒ္ဓရာစီမဲ့ဒီအကြောင်းအရာတစ်ခုပေါ့နော်ဆိုတော့ဒီဟာလေးကိုပြောဖို့စဉ်းစားထားတယ်ဒီဟာကဟိုကျွန်တော်ကိုယ်တိုင်ရှာဖွေလေ့လာတွေ့ရှိထားတာတော့မဟုတ်ဘူး2015လောက်တုန်းကကျွန်တော်ဖတ်ခဲ့ရဘူးရဆောင်းပါးတစ်ပုဒ်ဒါပေမဲ့ကျွန်တော်အဲ့ဒီဟာကကျွန်တော်ပြန်မရေးဖြစ်ခဲ့ဘူး ဒီကြားထဲမှာလည်းဗမာမပြန်မပြောဖြစ်ဘူးပေါ့နော်မပြောဖြစ်ဘူးဒါပေမဲ့အဲ့ဖတ်တဲ့အချိန်တုန်းကလည်းကျွန်တော်စောင်းမပြန်မရေးပြစ်ခဲ့ဘူးအမှန်တော့ရေးခဲ့တင်တာဘာမှမဟုတ်တဲ့ဒီအဓိကဒီဘာသာပြန်စောင်းမရီမရေးတင်ဘူးဆိုတဲ့စိတ်နဲ့ဟောကိုတိပြီးတာပဲဆိုတော့ကိုယ်ဖတ်ထားပြီးတော့တင်ထားတဲ့ဒါစောင်းမတပုတ်ပေါ့နော်ဆိုတော့အခုအချိန်ထိလဲဟိုမှတ်လဲမမိနေသေးဘာလို့မမိနေသေးလဲကျွန်တော်ကျွန်တော်အားပေးတဲ့ဒီ Chelsea အသင်းနဲ့ပတ်သက်တဲ့ကိစ္စတခုလည်းဖြစ်တယ်ပြီးတော့ဒီကမ္ဘာဘောလုံးသွားမှာထင်ရှားဖြစ်တဲ့တခုလည်းဖြစ်တယ် 2009 Champions League ဒီ semi final ရောင်းကဖြစ်ခဲ့တာဒီ Obrevo ဆွေဒင်ထိုင်လူကြီး Obrevo Barcelona နဲ့ Chelsea တို့เนาะဒါတွေ့ခဲ့တဲ့ဒီပွဲစဉ်ဆိုတော့ Chelsea ပြိတ္တတွေရော Barcelona ပြိတ္တတွေရော ကောင်းအောင်မှတ်မိပါအောင်ပြီးတော့ဂျားပြိတ္တတွေတော့မှကောင်းအောင်မှတ်မိကြလိမ့်မယ်ဆိုတော့အဓိကတော့ဟိုဟို Littleton ဆိုတဲ့ဒီ Somerset တယောက်ပေါ့เนาะ Somerset တယောက်က အဲ့ဒီ student အထိသွားပြီးတော့ sorry 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 ဆိုရမို့ norway norway အထိသွားပြီးတော့ဒီ overview ကိုအဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့သူသွားပြီးတော့တေချာမေးတာပုံမှန်အဖြစ် UEFA ကဒီ international အဆင့်ဒီဒိုင်လူကြီးတွေကိုသူတို့ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောကုန်မပေးဘူးအတိတ်ပဲအယူအဆလွဲမှာ အကောက်အယူလွဲမှာအမားတွေပြောမိမှာအဲနောက်တစ်ချက်ကပါလဲဆိုတော့အဲဘာသာစကားအခက်ခဲပြီးတော့ဒီဒေသန္တရဒီဘိုးတူတာပေါ့နော်ဒေသန္တရနဲ့ဆိုင်တဲ့အကြောင်းအရာ culture နဲ့မသိမ့်တော်တဲ့ဟာတွေအဲ့လိုပြောမိမှာဆိုလို့ဒီ UFR ကဒီနိုင်ငံကအဆင့်ဒီအဆင့်အမြင့်ဆုံးတန်ကတိုင်နေကိုသူတို့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးဘာပြန်ပြောခွင့်မပေးဘူးမပေးပေမဲ့ဒီဟာကတော့ဒီ letter 10ကလည်းဘယ်လိုပြောမလဲဆိုလေလေလေတယ် ူ့ရဲ့အလုပ်ပိုင်းနဲ့ပတ်သက်ပြီးသွားမေးတာပေါ့သွားမေးတော့နာမည်က Tom Henning Obrevo Obrevo ဟာသူ့ကိုယ်တိုင်က psychologist တူသူ့ကိုယ်တိုင်ကထိတ်တန်းတန်လူကြီးတူဖြစ်တယ်လို့အခြားတစ်ဖက်မှာလည်းသူ့ကိုယ်တိုင်ကစိတ်ပညာရှင်တူအော်စိတ်ပညာရှင်တူလည်းဖြစ်တယ်စိတ်ပညာရှင်ဆိုတဲ့နေရာမှာတကယ်ကိုစိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အထူးကိုစီကိန်းဖွင့်ထားတဲ့ဒီ ဟို psychologist တူဦးပဲပြောရမယ်အပြီးတော့သူကဒိုင်လဲလုပ်တယ်သူကဒိုင်ရတော့သူအရင်လုပ်တာသူကကွင်းနဲ့ဒိုင်လောက်ရတော့ဝါသနာပါတဲ့အတွက်ဘောလုံးမကစားဘဲနဲ့ဆလီနှစ်သားကလေးကဒီအောက်အဆင့်ပွဲလေးဒီမှာသူကဒိုင်လုပ်ခဲ့တယ်သူအသက်22နှစ်မှာဒီတက်ကသူအကြောင်းသားဖွားမှာသူ psychology ကိုစပြီးတော့သူ ဟိုလေ့လာတယ်သင်ယူတယ်နောက်ပိုင်းမှာသူ psychologist ဖြစ်လာတယ် psychologist ဖြစ်လာတဲ့အချိန်မှာလေသူရဲ့မူလဝါဒနာဖြစ်တဲ့ကွင်းလက်တိုင်းလောက်ကလည်းဆက်လုံရင်းနဲ့ဒါ FIFA အတိမတ်ပြု နိုင်ငံတိုင်လူကြီးဖြစ်လာတယ်နိုင်ငံအဆင့်အမြင့်ဆုံးဆိုတဲ့ပွဲကြီးတွေကိုသူကင်တွယ်ခဲ့မှုတွေဆိုတော့ Overview ကိုဒီအခုဆိုရင် praise တော်တော်များအခုကျွန်တော်ပြောရင်ရေလုံးနဲ့ပြန်မြင်လာလိမ့်မယ်မှတ်မိလိမ့်မယ်ဟို Collina လိုမျိုးပဲ Collina လိုကတုံးပြောင်းတဲ့အဲရုပ်ဆိုးတယ်ပဲပြောရမှာပေါ့လေရုပ်ဆိုးဆိုးနဲ့ ဟို colina ကိုတကယ်လူသွားကြီး version မျက်နှာမျိုးပေါ့နော်အဲဒါပေမဲ့ဒီ orivo ကအခုအချိန်အထိလဲအစိတ်ပညာရှင်တူအနေနဲ့ဆက်လက်ရည်တည်နေတယ်ဟောသူစီကံမှာအမြဲတမ်း classical music တွေဖွင့်ထားတာတွေကိုဒီလူတွေတွေ့ရလိမ့်မယ်သူစီကံမှာလူနာတွေအများကြီးရှိနေတာတွေ့ရလိမ့်မယ် အတူစေကန်းရဲ့အခန်းထဲမှာဒီ new art ဆိုရဲဟိုဟာကြီးအများကြီးတွေ့ရလိမ့်မယ်။သူကိုယ်တိုင်ကအမှုပညာကိုလည်းဝါသနာပါတယ်။ဂီတကိုလည်းဝါသနာပါတယ်။ပြီးတော့သူကိုယ်တိုင်က psychologist တူလည်းဖြစ်တယ်။ကိုယ်လည်းတိုင်တူဟာဒီ psycho သဘောတရားတွေကိုနားလည်နေခြင်းဟာအင်မတန်ကိုအားသာပြီးတော့ဒါဆက်နွယ်တဲ့အလုပ်လည်းဖြစ်တယ်။ဟုတ်ဒီတောင်းဆိုမှုတွေလိုလားမှုတွေကြားထဲမှာနေရတဲ့နေရာမှာအဲ psycho ကိုကောင်းကောင်းနားလည်နေခြင်းကကိုယ်လည်းတိုင်တူအတွက် အင်မတန်ကိုအထောက်အကူဖြစ်တဲ့အပြုတဲ့အရာလည်းဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဒီဘာစီလိုနာနဲ့ဒီ Chelsea တို့ပွဲပေါ့နော်။အဲ့ဒီပွဲကတော့ psychological psycho ပေါက်သွားတဲ့ပွဲ။ psychological psycho ပေါက်သွားတဲ့ပွဲဆိုတော့ကျွန်တော်ကဒီ Chelsea ကိုအားပေးနေလို့ Chelsea ပြိဿမဟုတ်လို့အဲ့လိုမဟုတ်ဘူး။အဲ့ပေးတတော်များလဲနားလဲကြလိမ့်မယ်ဒီပွဲမှာဒီဘာစီလိုနာကိုယ်တိုင်လဲဒီနှစ်နာရီဆုံးဖြတ်ချက်တချို့ရှိတယ်ဒါပေမဲ့ Chelsea ကတော့အများကြီးပို့ပြီးတော့ခံစားလိုက်ရတယ် ဆိုတော့ဟိုသုံးပြချက်တိုင်းသုံးပြချက်တိုင်းသာမှန်ကန်ခဲ့မယ်ဆိုရင်နောက်တင်းသလုံးနှင်းနာသည်တိုင်အောင်အချောက်စီကပို့ပြီးနှင်းနာခဲ့တာဒါအားလုံးသိတယ်ကျွန်တော်ဟိုထရေထူးဒါပြောနေကြအောင်မလို့ကျွန်တော်တော့ဘာစီလိုနာလည်းနှင်းနာခဲ့တာရှိတယ်အဲဒီဘာစီလိုနာနှင်းနာခဲ့တဲ့သုံးပြချက်တွေဟာဘာကြောင့်မားလေးဆိုချယ်ဆီနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အမှားတွေအဲဆုံးဖြတ်ချက်အမှားတွေကိုဖုံးဖို့အဲ့တော့ဘာစီလိုနာရာသင်းတဲ့ဟာတွေလည်းမရဘူးချယ်ဆီရာသင်းတဲ့ဟာမရဘူးချယ်ဆီရာသင်းတာမရဘူးမရသင်းတာထပ်ပြီးတော့ချယ်ဆီရာသင်းတာကြီးထပ်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 ပြီးတော့ မရဘူးနောက်ဆုံးမှာတော်တော်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်အဲ့ဒီနောက်ပိုင်းမှာနိုင်ငံကပွဲကြီးတွေမှာ overview ကိုတိတ်ပြီးတော့မတွေ့ရဘူးအဲ့ဒီနောက်ပိုင်းကျတော့ overview ကဒီ Norway ပြည်တွင်း league မှာပဲဒီပွဲကြီးတွေကိုအကင်တွေနောက်ပိုင်းကျတော့သူအနားယူလိုက်ရတယ်ဆိုတော့အဲ့ဒီပွဲကဟိုဘာဖြစ်ခဲ့တာလဲဘာဖြစ်ခဲ့တာလဲဆိုတော့လောလောပြောရရင်တော့အဲ့ဒီ interview ပြန်လုပ်တဲ့အချိန်မှာသူက အများကြီးပြောသွားတယ်အများကြီးပြောသွားခြင်းမှာ ကျွန်တော်ကအမှန်တိုင်းပြောတာရိုးရိုးသားသားပြောတယ်လို့ပဲကျွန်တော်ကယုံကြည်တယ်။သူသားပြောခွင့်ရမယ်ဆိုရင်ပေါ့နော်အဲ့ဒီအချိန်မှာဒီအဲ့ sorry အဲ့ဒီအချိန်မှာမဟုတ်ဒီ UEFA ကပိတ်ပင်ထားတဲ့အတွက် तू ဘာမှပြောခွင့်မရဘူး။ဒါပေမဲ့သူသားပြောခွင့်ရခဲ့မယ်ဆိုရင်အဲ့ဒီပွဲမှာ तू ဆုံးဖြတ်တဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ तू က तू ကဒီအမားလုံးမိခဲ့တယ်ဆိုတဲ့ဟာကို तू ပြောခဲ့မယ်ဆိုပြီးတော့ तू ပြောသွားတယ် သူအမားလုံးမိခဲ့တယ်ပြိတ္တတရဲ့ဒေါသကိုသူနားလဲပါတယ်ပြီးတော့သူကလည်းလူသားတူးသားဖြစ်တဲ့အတွက်သူမရွယ်တဲ့အမောင်းကျူးလုံးမိပါတယ်ဆိုတော့ဟာကိုသူပြောခဲ့ပြောဖြစ်ခဲ့လိမ့်မယ်ဆိုပြီးတော့သူပြောသွားတယ်ဒါပေမဲ့အဲ့ဒီကာလကြီးမှာသူဘသူ့အမမပြောသွားဘူးကျွေးဖားကလည်းဒါကိုတားမြစ်ထားတဲ့အတွက်သူမပြောတာပါဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဆိုလိုတာကအဲ့ဒီအဲ့ဒီဖြစ်စဉ်အပြီးပြီးတော့ဒီနိုင်ငံကဒီဒိုင်လူကြီးဘွားကအားယူအပြီးမှာတော့ ူအဲ့ဒီအကြောင်းကိုသူပြန်ပြီးတော့ပြောသွားခဲ့တယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာဟိုသဘောပေါက်သွားပြီဟော Chelsea နင်းနာခဲ့တာလည်းသိတယ် Chelsea နင်းနာခဲ့လားနင်းနာခဲ့တာပဲပြီးခဲ့ပြီးခဲ့တဲ့ကိစ္စလည်းပြီးသွားပြီပြီးတော့ဟိုဒါဟာလုတ်ပွဲလည်းမဟုတ်ဘူးဒီ UEFA ကနေပြီးတော့ညွှန်ကြားထားပြီးတော့ Barcelona ကိုအသာစီးရဖို့အတွက်ဆုံးဖြတ်ပြီးတော့ပြောထားတာလည်းမဟုတ်ဘူးဆိုတော့ဒီဟာတွေအကုန်လုံးကိုကျွန်တော်ကသူများတွေသူများတွေယုံယုံမယုံနေကျွန်တော်ကယုံတယ်ဒါဟာသူအမှားတာဘာကြောင့်မှားသလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ ောက်ပြန်ပြီးတော့30ကြည်တာဗောလေဆိုတော့ Obrevo သူကိုယ်တိုင်က psychologist ဘာကြောင့်သူမှားခဲ့တလဲဆိုတော့အဓိကအဖြစ်ဒီ Obrevo ပြောတဲ့စကားတွေထဲမှာဒီအကြောင်းမပြောခင်သူပြောတဲ့စကားတွေထဲမှာတချို့စကားလုံးတွေကအယမ်းမှန်တယ်ဗာလဲဆိုတော့ဒီကစားသမားတွေရဲ့ memories တွေကကစားသမားတွေရဲ့ဒီအမှတ်တရတွေပေါ့နော်အမှတ်တရတွေကဘယ်ရလာလဲဆို great moments တွေစီကနေလာတယ်ကစားသမားတို့ဥမာဇီဒန်ရဲ့ volley ကန်ချက်လိုမျိုး ရော်နာဒိုကြီးရဲ့2000နှစ် final ကစမ်းဆောင်ရည်လိုမျိုး Messi ရဲ့ Manchester United ကိုကောင်းတိုက်သွားတာမျိုးအဆရှိသဖြင့်ပေါ့လေဆိုတော့ဟိုဘောလုံးမအနေနဲ့ပတ်သက်ရင် memories တွေကအဲ့လို great great moments တွေကလာရင်ကိုင်းလေတိုင်းနေအတွက်ကြတော့အဲ့ဒီအမှတ်တရတွေပေါ့နော်ပြန်တွေးကြည့်လိုက်ရင်ဒီအမှတ်တရဖြစ်ရတဲ့ဆိုတာကအမားကြီးတွေကနေလာတယ်ဆိုတော့ဒါဟာဟိုသူအဲ့လိုပြောသွားတာကတကယ်အမှန်တရားပဲတော်တော် ကားသေးတယ်တော်ရက်ဆက်တဲ့အမှန်တရားပဲကျွန်တော်ကဟိုလော်လော်ပြောရရင်ဒိုင်းနဲ့ပတ်သက်ရင်ကျွန်တော်ကာကွယ်တယ်ဘာလို့ညာလို့အဲ့လိုမျိုးတချို့လူတွေမြင်ကြတယ်ဗောနော်ကျွန်တော်အတိတဲမှာဗောမတိတဲ့သူတွေမှာဗောအဲ့လိုမျိုးအမုတ်ဒိုင်းနဲ့ပတ်သက်ရင်ကာကွယ်တာမဟုတ်ဒိုင်းကလူပဲဖြစ်တဲ့အတွက်မှားနိုင်တဲ့အတွက်မှားမှာပဲလေဆိုပြီးတော့နားလည်းပေးလိုက်တာဟိုသူတို့ဝေဖန်ရင်လည်းဝေဖန်ပဲဗောနိဒိုင်းမဲ့အထိကအဖြစ်တော့ဟိုကျွန်တော်အမြဲလက်ခံထားတဲ့ကိစ္စပါလေဆိုတော့ခွင့်နဲ့တိုင်တူကို အမှားလုံးမိနိုင်တယ်အမှားလုံးမိနိုင်ကြာအခြေအနေတွေလည်းအများကြီးရှိတယ်နောက်ဆုံးအခုပြောသလိုပေါ့ဒီ psychologist ဦးတော်မှာတကယ်တကယ်ဖိအားအများများလာတယ် tension အများများလာတဲ့အခြေမှာတလွဲမာနာတွေထားမိတယ်ဆိုတော့ကွင်းလက်တိုင်းတူကဒီ game တစ်ခုကို तू ကပြည့်ပြည့်စုံကင်တွဲခြင်းလေဒါပေမဲ့ပြည့်ပြည့်စုံကင်တွဲခြင်းရင်းနဲ့အမှားတွေကျွလွန်တဲ့အခါအဲ့ဒီအမှားတွေကိုအဲ့ဒီအမှားတွေကြောင့်ကြုံလာတဲ့ဖိအားတွေအဲ့ဖိအားတွေအပေါ်မှာလူစိတ်က ဟိုမလိုလားအပ်တာတွေမြည်ရထားတာတွေကိုတုံ့ပြန်မိတတ်တယ်။အဲ့ဒီတုံ့ပြန်မိတဲ့အခါမှာအဲ့ဒီအချက်ကိုကောင်းတဲ့သူသတိဝင်ခဲ့ရင်တော့သူအဲ့ဒီဟာကိုသူရှေ့မှာမှားတာလဲနောက်ပိုင်းကျရင်သူအမှန်ကိုပြန်ဆုံးဖြတ်မှာပဲ။ဒါပေမဲ့ဒီခါလေးကျတော့ပွဲကအရန်ထန်ရှင်မြင့်ပြီးတော့သူ့ပေါ်ဖိအားပေးမှုတွေအရန်များလာလေလေ။သူကဒီဘယ်လိုပြောမလဲဆိုတော့မဟုတ်တဲ့နီလန်းနေနဲ့တုံ့ပြန်မိလာလေလေဖြစ်သွားတာ။ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဟိုမေးတဲ့သူကလည်းတော်ပါတယ်။တကယ်လို့အဲ့ဒီအဖြစ်ရဲ့တွေက ပွဲပြီးကနေမှုပဲနဲ့ပွဲအစဒီ7မိနစ်လောက်မှာ15မိနစ်လောက်မှာဒီဖြစ်ရတဲ့ဖြစ်တယ်ဆိုရင်ဟိုဟိုဒီ penalty ပေးပြင်မလား तू ပေးပြင်မလားမပေးပြင်မလားဆိုတာ तू မသိဘူးပေါ့နော်ဒါပေမဲ့ဟိုကွင်းလက်တိုင်းတူရဲ့ဖြစ်ဖြစ်ရကလည်းဒါပဲကွင်းလက်တိုင်းတူကလက်တလောချက်ချင်း तू ကဟိုမှာကျွန်တော်အားတဲ့ဒီစိတ်ပညာရှင်တူဖြစ်တဲ့အတွက်ကျွန်တော်လူနာတယောက်ကိုကျွန်တော်ဆေးပေးတဲ့မပေးတဲ့ကိုကျွန်တော်ကအေးအေးဆေးဆေးထိုင်စဉ်းစားနေလို့ရရင် ဘလုံးကွင်းထဲမှာအဲ့လိုအေးသေးထိုင်စဉ်းစားနေလို့မရဘူးလက်တလုံးဆုံးဖြစ်ရလက်တလုံးဆုံးဖြစ်တဲ့အချိန်မှာကိုယ်စီမှာက emotional ဖြစ်နေပြီဆိုရင်ကိုက confrontational တွေနဲ့အရန်ထိတ်တက်တွေ့နေပြီဆိုရင်ပြီးတော့ကိုကဟို insecure ဖြစ်လာပြီဆိုရင်ကိုယ်ဆုံးဖြတ်ချက်တွေကိုကိုမလုံးမလဲဖြစ်လာပြီဆိုရင်အဆုံးရောက်တုံ့ပြန်မှုတွေအဲ့ဒီအချိန်မှာဘလုံးသမားကိုမမှန်ကန်ကန်ဆုံးဖြတ်ဖို့နေစားကိုကိုကိုတော့မှမမှန်ကန်ကန်ဟိုမဆုံးဖြတ်နိုင်တော့ဘူးဆိုတဲ့အနေထားမျိုးဖြစ်သွားတာဥပမာအဖြစ် မိုက်ကဘာလက်ညီတော်ငါတို့ပန်နတီပေးငါတို့ပန်နတီပေးဆိုပြီးတောင်းဆိုမယ်ပေါ့အဲ့တောင်းဆိုတဲ့အချိန်မှာအိုဘီဘိုရဲ့အုံနောက်ကအလုတ်လုံနေတာကဒီပန်နတီကိုပေးလိုက်ရင်သူပေးတဲ့ PR ကြောင့်သူ့ကိုငါကပန်နတီပေးလိုက်သလိုဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်ငါကစိတ်ပျော့တဲ့သူငါကစိတ်ပျော့တဲ့ပုံပေါက်သွားလိမ့်မယ် ဒါကြောင့်ငါဒီတက်ပို့ပြီးတော့တင်းကျပ်ရမယ်ကွာဆိုပြီးတော့အဲ့ဒီဓာတ်ပုံကကဘာကျော်တယ်အဲ့ကဘာလက်ကလက်ကြီးဆန့်ပြီးတော့အဲ့လိုမျိုးဒီသူ့ကိုတောင်းဆိုတဲ့ပုံကအဲ့ပုံဆိုမှသူ့ကိုယ်သူလည်းဝန်ခံတယ်အဲ့ပုံတွေကိုပြန်ကြည့်တဲ့ခါကျရင်ကျွန်တော်စိတ်မလုံးကြုံတာကျွန်တော်ကြောက်နေတာကိုတွေ့ရလိမ့်မယ်ဟုတ်လဲဟုတ်တယ်သူဟာကြောက်နေတယ်ကြောက်နေတဲ့အတွက်သူကအစွန်းရောက်တုံ့ပြန်ပြီးတော့ပို့ပြီးတော့ရက်ဆက်တဲ့ဆုံးဖြတ်ချက်တွေကိုအဲ့တော့လူတယောက်ရဲ့ psychological self defense system ကအလုပ်လုပ်သွားတာ ဆိုတော့ဒီ overview ကအဲ့ဖြစ်ရမှာပြီးတော့ data dropper နဲ့ပတ်သက်တဲ့အချိန်မှာလည်းအဲ့လိုပဲဆိုတော့ဒီ volume word ကို download ကြီးတူကအများနဲ့ကြိုင်လို့သူကိုယ်တိုင်လည်းပုံဝင်လည်းဝင်ခံတယ်ကျွန်တော်ကဒီကစားသမားတွေရဲ့ဟိုပြောမှဆိုရင် diving history ကိုကျွန်တော်အရင်လေ့လာတယ်သူကြိုင်တွင်မဲ့ပွဲတစ်ပွဲမှာဟိုဘက်ဒီဘက်ကစားသမားတွေထဲမှာ diving ထိုးလို့ရှိရဆိုဘယ်သူပါသလဲလေ့လာတယ်ပြီးတော့ဒီကစားသမားတွေရဲ့ behaviors တွေကိုလေ့လာတယ်သူတို့ရဲ့အမှုအကျင့်တွေကိုလေ့လာအသင်းလိုက်ကစားဟန်ကိုလေ့လာတယ် အဲ့ဒီအချက်တွေအကုန်လုံးကသူ့စီကိုလွှမ်းမိုးနေတယ်ဆိုတော့ဆိုလိုတာကဘာလဲဆိုတော့ confirmation bias ဝင်ထားမိတာသူကချောက်စီကကစားပုံကြမ်းတယ်ချောက်စီကဟိုလူကောင်ကြီးတယ်ချောက်စီကဘာလို့မှမကြောက်ဘူးကွန်ပြိုင်မှမပြောနဲ့ဒိုင်းကိုပါချောက်စီကဒီကစားသမားတွေ bar light တို့ draw bar တို့ဟာအဲ့လိုအမူအကျင့်ရှိတယ်အဲ့ဒီအရာတွေကအရှိမသူကအဲ့ဒီစိတ်ကစွဲနေအဲ့ဒီစွဲတဲ့စိတ်ပေါ်မူတည်ပြီးတော့သူကအဆုံးရောက်တုံ့ပြန်ရင်တုံ့ပြန်ရင်ငါမင်းတို့မကြောက်ဘူးငါမင်းတို့မကြောက်ဘူးငါဆုံးဖြတ်တယ်ကွာ အဲ့ဒီအမားတွေ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 ကနေပြီးတော့ဟိုသူကတဖြည်းဖြည်းနဲ့ဒီဟာကို तू လမ်းမှားဘက်ကို तू ရောက်မှမသိရောက်လာတာ Chelsea နဲ့ပတ်သက်တဲ့တောင်းဆိုမှုတွေကိုလိုက်ရောလိုက်ရင်ပြော့ညံ့သလိုဖြစ်မယ်ငါမမပြီးဘူးအမှန်တော့ပေးရမှာခေါင်းအေးနဲ့ပြန်တွေးကြည့်ပေးရမယ်ဘောလုံးတွေ तू မပေးဘူးမပေးဘူးမပေးဘူးအဲ့တော့မပေးတဲ့အခါကျတော့အဲ့ပထမတစ်ချိန်မပေးထားလို့လည်းနောက်တစ်ချိန်တောင်းတဲ့အခါကျရင်ပထမတစ်ချိန်မပေးထားလို့နောက်တစ်ချိန်ပေးမိသလိုဖြစ်လိမ့်မယ်မဖြစ်ဘူးငါ ပို့ပြီးတော့တဲမာမယ်မပေးဘူးအမှန်တော့သူ့ကိုယ်သူသူ့ရဲ့ဒီစဉ်းစားပုံသုံးဖြတ်ပုံနီးလန်းနေဟာမူမမှန်တော့မူမမူမမှန်တော့ပဲနဲ့ဒီကိုကိုကိုကာကွယ်ခြင်းစိတ်ကိုလူတွေရဲ့အမြင်အပေါ်မှာအယမ်းကိုကယူဆိုင်လွန်သွားပြီးတော့မဟုတ်တာတွေတုံ့ပြန်မိနေတာဆိုတော့အဲ့ဒီအချိန်မှာပဲသူအဲ့ဒီသုံးဖြတ်ချက်အမာတွေကိုသူချမိခဲ့တာပဲဘာလက် or ဟာ or ဘောကသူကိုယ်တိုင်လည်းပြောတယ်သူ့ပုံစံကကျွန်တော်ပုံစံကိုပြန်ကျမှကျွန်တော်ကြောက်နေတဲ့ပုံပေါ်တယ်ဆိုတော့တကယ်လေဟုတ်တယ် အိုက်ပွဲကအဲ့ပြီးတော့အိုက်ပွဲမှာသူ့ကိုယ်သူနောက်ပိုင်းမှာဂိမ်းကိုကင်တွင်နေရင်းနဲ့သူမယုံနိုင်တော့ဘူးဆိုတာမျိုးဖြစ်တယ်ပွဲပြီးမှဒီဒီရက်ဒရော့ဘာအဲ့လိုမျိုးဒီအော်ပေါက်ကွဲသွားတယ်လေသူတွေးခဲ့တယ်အဲ့ဒီအချိန်မှာလည်းသူခွင်းထဲမှာသူဟိုဖောင်ကြီးနေရရင်းနဲ့သူ့ခေါင်းထဲမှာရှုပ်ထွေးနေတယ်ဆိုတဲ့အကြောင်းလေးကိုသူပြောသွားတယ်ဆိုတော့လော်လော်လေးပြောရရင်ဒီဖြစ်ရမှာက Obrivo ဟာမားခဲ့တယ် မားတယ်ဆိုတဲ့နေရာမှာစောစောပြောတယ်ပဲကိုယ်လည်းတိုင်းတူတူ psychologist တူဦးအနေနဲ့ဆိုရင်တာမန်လူတူထက်ဆိုင်ပို့ပြီးတော့အစဉ်ပြေကောင်းပြေနိုင်တယ်ဒါပေမဲ့ psychologist တူဦးကိုယ်တိုင် game tension အရမ်းမြင်တဲ့အခါမှာ psycho ဖောက်သွားနိုင်တယ်ဟုတ်ပြီဒါက orivo ရဲ့ဒီဖြစ်ရဲ့အပေါ်မူတည်ပြီးတော့ဟိုကျွန်တော်ကိုယ်တိုင်လည်းတွေးမိတဲ့အတွေ့ပေါ့အစ်မသူပြောတဲ့စကားတွေကလည်းသူ interview ကလည်းအစအဆုံးအတိအကျတော့မှတ်မိတော့ပြီမယ်ကျွန်တော် ဆိုဆိုကောင်းကောင်းမွန်မွန်ဆိုဆိုမြေမြေဖမ်းမိနေတယ်နော်55 76လောက်မှာကျွန်တော်တေချာဘောက်ကိုအဲ့ဒီဟာကိုကျွန်တော်ဖတ်ခဲ့ရတာဆိုတော့နောက်ဆုံးကြတော့တောင်းဆိုလီတင်းမာလီတောင်းဆိုလီတင်းမာလီဆိုတဲ့တလွေဒီမာနာဘက်ကိုရောက်သွားတာနောက်ဆုံးဒီကွင်းလက်တိုင်းတူအနေနဲ့ဆိုရင်ကျွန်တော်ရဲ့ပုံမှန်အနေနဲ့ဆိုရင်အမားတွေလုံးမမကြောက်တဲ့စိတ်ရှိတယ်ပြီးတော့တစ်ဖက်ဖက်ကိုဘလိုက်မိမှာကိုကြောက်တဲ့စိတ်ရှိတယ်ပြီးတော့ ဒီ game ကို control လုပ်လို့မရတော့မဲ့အခြေအနေကိုကြောက်လန့်မှုရှိတယ်။ပြီးတော့ pressure တွေကိုတောင့်ခံနိုင်စွမ်းမရှိမှာကိုကြောက်ရွံ့မှုရှိတယ်။အဲ့ဒီအကြောက်တရားတွေနဲ့ရင်ဆိုင်ပြီးတော့ပွဲပွဲကိုအများအားချင်းကပ်လေးရှိတယ်။အဲ့ဒီအကြောက်တရားတွေကိုတတ်နိုင်ဆုံးထိန်းချုပ်ပြီးတော့ဒါပေမဲ့တခါတလေမှာအဲ့လိုမျိုးဒီဖြစ်သွားတတ်တယ်ဆိုတဲ့အကြောင်းကိုသူကပြန်ပြောထားတာ။ပြန်ပြောတဲ့အခါမှာဒီသောသောကျွန်တော်ပြောသလိုပဲဒီဖြစ်ရက်ကိုကျွန်တော်ပြန်ကြည့်တဲ့အခါကျတော့လေ ဟို death thrust တွေလည်းတူတူဒီဘယ်လိုခေါ်မလဲဆိုတော့အတန်ရချင်းရောက်တဲ့သတိပေးစာတွေအဲ့ဒီဟာတွေလည်းသူရခဲ့တယ်သူ့ abuse မျိုးစုံလုပ်တယ်အဲပြီးတော့သူ့ဒီဘယ်လိုပြောလဲဆိုတော့နိုင်ငံပွဲတွေမှာ သူ့ပွဲကြီးတွေမှာသူတောင်းမပေးတော့ဘူးဆိုတာမျိုး UEFA ကလည်းသူ့စကားကြီးမပြောဘူးတားမြစ်ထားတယ်ဆိုတော့ဟိုတကယ်လို့သာမတားမြစ်ခဲ့ဘူးဆိုရင်သူကပြောသလိုပေါ့သူက I made mistake ဆိုလို့သူပြောချင်ခဲ့တယ်ပြီးတော့ understand anger ဆိုလို့သူပြောချင်ခဲ့တယ်အဲ့ဒါအဲ့ဒီအကြောင်းကိုပြောတာဆိုတော့ ဟိုနောက်ဆုံးတော့ဗာလဲဆိုတော့ဒါကဘာဖြစ်သွားလဲဆိုတော့ conspiracy theory တွေကလည်းပုံပုံပြီးတော့ကြီးမာလာတယ်။နောက်ဆုံးဒီ Barcelona ဆိုတိုင်ကူတော့အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်း Chelsea ပြိတ္တပဲ။ဟိုဒီ UEFA ကလည်း Obrevo ကိုဒီလိုဆုံးဖြတ်ခိုင်းထားတာမဟုတ်သလို Barcelona ကလည်း Obrevo ကိုငွေပေးထားတာမဟုတ်ဘူး။ဟို Obrevo ကိုယ်တိုင်ကလည်းဒီ Barcelona ကိုတော့ဗတ်လိုက်မယ်။ဒီ Chelsea ကိုတော့နှိပ်ကွပ်မယ်ဆိုတဲ့စိတ်မျိုးကရှိခဲ့တာမဟုတ်ဘူး။ကိုင်နေ ကိုင်တွင်နေကိုင်တွင်နေရင်းနဲ့ ဟိုတဖြည်းဖြည်းနဲ့သူ့ဟာသူလမ်းလွဲသွားတာလွယ်လွယ်ပြောရင်စိုက်ကိုဖောက်သွားတာချယ်ဆီတော်တော်အရန်ကန်ဆိုးတာပဲချယ်ဆီဆိုတော့ဒီနေ့ခေတ်ကွင်းလယ်တိုင်းတွေကသူက over ball ကပါပြောလို့ဆိုတော့ပိုတော့တော်လာကြတယ်ဒါပေမဲ့ game ကလည်းပို့ပြီးတော့ game နေရဲ့သဘောတရားကလည်းပို့ပြီးတော့မြန်လာသူကင်တွေကတော့ပို့ပြီးတော့ခက်ခဲလာတဲ့အတွက်အမားတွေကရှိနေအောင်ပါပဲဆိုပြီးတော့သူပြောသွားတယ်ဆိုတော့နောက်ဆုံးတော့ဟိုနှစ်နာသူက Chelsea ပေါ့လေပြီးတော့ Chelsea နဲ့တော့ Chelsea players တွေပေါ့အဲ့ဒီအချိန်မှာဒါသူတို့အဲ့ဒီနှစ်အတွက်သူတို့အခွင့်အရေးမရခဲ့ဘူးဖြစ်သွားတာပေါ့ဒါပေမဲ့ဒီဖြစ်ရဲ့လေးကတော့ဒီ Orivo နဲ့ပတ်သက်ရင်အဲ့အဲ့ဒီအပြီးမှာ Orivo ဘာတွေပြောလဲဘာတွေလုပ်လဲဒါနဲ့ပတ်သက်ပြီးတော့ဟိုလူတွေကဆွေးဆွာဖြစ်ပြီးတော့ကြံခဲ့တယ်ကြာတော့တဖြည်းနဲ့ဟိုမေးမိန်သွားတယ်ဒါပေမဲ့အဲ့ဒီ interview ကသူတကယ်ပဲအများကြီးသူပြန်ပြီးတော့ဖွင့်ပြောခဲ့တယ်ဆိုတော့ဒီဟာကိုကျွန်တော်ပြန်ပြီးတော့ဟိုတုံးသက်တင်ဆက်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ဖော်ဘောမှာဆက်ပြေးသမီးအားလုံးအထူးပဲကျေးဇူးတင်ပါတယ်